မင်္ဂလာပါရှင်ခေတ္တမန္တလေးသတင်းဌာနရဲ့မေလ18ရက်နေ့နောက်ဆုံးရသတင်းသတင်းထုတ်များကို တင်ဆက်ပေးပါတော့မယ်ပထမဦးဆုံးတစ်ပုဒ်အနေနဲ့ဒီပယ်ရင်စာတင်ကြောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအပြည့်ရဆေးရချုပ်ပေါင်းမှုဖြင့်ဩစတြေးလျနှင့်အမေရိကန်ကရှုံချကုလ IMM စုံစမ်းရေးရန်တရားကအထောက်အထားများပေးပို့ကြရန်တောင်းခံဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းဒီပရင်စာတင်ကြောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုမှာစစ်ကောင်စီက၎င်းတို့ကိုယ်တိုင်ကြီးညာထားသောအပြစ်ခတ်ရစရေးကိုချုပ်ဖောက်မှုအဖြစ်ဩစတြေးလျနိုင်ငံကရှုံချကြောင်းယနေ့ကြီးညာအချက်ထုတ်ပြန်ထားပါသည်။ဩစတြေးလျနိုင်ငံကမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးရှိစာတင်ကြောင်းတစ်ကြောင်းဆရာနာရှင်ဖွဲ့စည်းဤလေကြောင်းတိုက်ခိုက်မှုကိုခံခဲ့ရပြီးအရသာပြည်သူများထိခိုက်သေးဆုံးခဲ့ရသည့်သတင်းများနှင့်ပတ်သက်၍ညာစွာဆိုရင်မိကြောင်းဩစတြေးလျအနေဖြင့်အဆိုပါတိုက်ခိုက်မှုကိုရှုံချပြီးအလုံးပါဝင်သော ဆွေးနွေးညီနိုင်မှုပြုလုပ်ဆောင်ရွက်ရန်နှင့်၎င်းတို့ထုတ်ပြန်ထားသည့်အပြစ်ခတ်ရစေရေးကိုနိုင်နာချရန်တန်းဆရာနာရှင်ကိုတောင်းဆိုထားကြောင်းထုတ်ပြန်ထားပါသည်။ American နိုင်ငံဆိုင်ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကလည်းစစ်တပ်ကစာတင်ကြောင်းကိုလေကြောင်းတိုက်ခိုက်မှုအပေါ်အပြစ်ခတ်ရစေရေးထုတ်ဖော်မှုအဖြစ်ထုတ်ပြန်ပြီးအကြက်တင်ပြည်လဲရန်တွေးဆဆွေးနွေးရန်တောင်းဆိုထားပါသည်။ မေရိကန်နိုင်ငံဆိုင်ဌာနပြောရေးဆိုခွင့်ရှိသူကစကိုင်းတိုင်းမှာရှိတဲ့စာတင်ကျောင်းတစ်ကျောင်းကိုစစ်တပ်ကလေကျောင်းတိုက်ခိုက်မှုကြောင့်ကျောင်းသားရင်းနဲ့ဆရာတွေတေဆုံးခဲ့ရတဲ့တဲ့တွေကြောင့်စိတ်မကောင်းဖြစ်ရပါတယ်။လေကျောင်းတိုက်ခိုက်မှုဟာစစ်တပ်ကကြီးညာထားတဲ့အပြစ်ခက်ရဲစရေးကိုချိုးဖောက်ရာရောက်ပါတယ်။အကြက်တဲကိုပြည်လဲစေဖို့အတိုက်ခံဖွဲ့ရင်းနဲ့တွေ့ဆုံဆွေးနွေးဖို့စစ်တပ်ကိုတောင်းဆိုပါတယ်ဟုသတင်းထုတ်ပြန်ထားပါတယ်။ ထို့ပြင်ဒီပိုင်းစတင်ချောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနဲ့ဆက်ဆက်သည့်အထောက်အထားအချက်အလက်များများဝေရန်ကုလသမဂ္ဂဤမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းရေးရန်တရား IIMM ကတောင်းခံလိုက်ပါတယ်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရားအနေဖြင့်မေလ၁၂ရက်နေ့စကိုင်းတိုင်းဒေသကြီးအိုထိန်ကွင်းကျေးရွာရှိစတင်ကျောင်းတစ်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကိုမျက်မြင်ကြုံတွေ့ခဲ့ရသူတိုက်ရိုက်သိရှိထားသူများအနေဖြင့်အထောက်အထားများဝေရန်တောင်းဆိုထားကြောင်း အဆိုပါတိုက်ခိုက်မှုတွင်ចောင်းသား20ဦးထပ်မင်းသေဆုံးခဲ့ပြီးဒါဇင်နှင့်ကြီးကဒဏ်ရာရရှိခဲ့ကြောင်း IMM ကထုတ်ပြန်ထားပါသည်။ထိုလေကြောင်းတိုက်ခိုက်မှုသည်အင်အားပြင်းငလျင်လှုပ်ခဲ့ပြီးအနောက်ပိုင်းဖြစ်ပွားခဲ့သည့်လေကြောင်းတိုက်ခိုက်မှုများစွာနဲ့တခုဖြစ်ကြောင်းမြန်မာစစ်တပ်နှင့်တိုက်ခိုက်မှုတွင်ပါဝင်သည့်အခြားဖွဲ့များကပြစ်ခတ်တိုက်ခိုက်မှုရဲစဲကြောင့်ကြီးညာထားသည့်ကာလတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲသားများအမခွဲချပဲလေကြောင်းမှတိုက်ခိုက်ခြင်းသည်ဆရာဆွေမှုသို့မဟုတ်လူသားမျိုးနွယ်ကိုကျူးလွန်သည့်ယာစွမှုများနိုင်ကြောင်းကလေးများကိုတိုက်ခိုက်ခြင်းသည်အလွန်ထိတ်လန့်ဆက်စုပ်ဖွဲ့ကောင်းကြောင်းထို့ကြောင့်ရန်တရားနေဖြင့်ကလေးများအားထိခိုက်ကျူးလွန်သည့်အမှုများကိုဦးစားပေးစုံစမ်းစစ်ဆေးလျက်ရှိကြောင်း IMM ကဆိုထားပါသည် IMM ကဆိုပါဖြစ်ရပါဝင်အခြားလူကြောင့်တိုက်ခိုက်မှုများနှင့်ဆက်ဆက်သည့်အခြေလက်များကိုစူးစမ်းနေကြောင်းတရားရရှိမှုအပျက်စီးများပောက်ကွဲမှုများဤတဲ့ပုံသို့မဟုတ်ဗီဒီယိုများ လေကြောင်းတိုက်ခိုက်ရာတွင်အုံပြုသည့်လေယာဉ်နှင့်လက်နက်မျိုးစားများလေယာဉ်မိုးနှင့်အမိန့်ပြရာတွင်ပါဝင်သူများ၏အချက်အလက်များပါဝင်ကြောင်းအချက်အလက်များလက်ဝယ်ထားရှိပါက ရန်ဒီယာ၏စစ်ကနန်နံပါတ်သို့ဆက်သွယ်ရန်တောင်းဆိုကြောင်းအချက်အလက်များဝေပေးသူများ၏အရေးကြီးသောကြောင့်ဘေကင်းလုံချုံသည့်အချိန်မှသာဆက်သွယ်ရန် IMM ကမြစ်တာရက်ခံထားပါသည်ဒုတိယတဘုံအနေနဲ့လောက်လုံးမြို့နယ်အင်းဝင်းရွာကို စစ်တပ်ကဒရုန်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှု ပြည်သူတဦးသေဆုံးပြီးသုံးဦးထိခိုက်ဒဏ်ရာရရှိကာကာတစီမီလောင်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။တရင်တိုင်းတိုင်းလာလုံးမြို့နယ်အင်းဝင်ရွာအနီးကိုအစမ်းမစစ်တပ်ကဒရုန်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတဦးသေဆုံးပြီးသုံးဦးထိခိုက်ဒဏ်ရာရရှိကာကာတစီမီလောင်ပြန်စီခဲ့ကြောင်းဒေသပြည်သူများကပြောဆိုကြပါရယ်။ယနေ့မေလ16ရက်နေ့မွန်လယ်12:40မိနစ်ခန့်တွင်လောင်လုံးမြို့နယ် အင်းဝင်းရွာနီကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းမဲ့စစ်တပ်ဤနယ်စပ်ဒေသနှင့်တိုင်းဒေသလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနာတာလိုင်းရုံမှစစ်ကောင်စီတပ်သားများကလက်နက်ကြီးထုံများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။အကြမ်းမဲ့စစ်တပ်ဤလေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူလူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတဦးမှာဒဏ်ရာပြင်းထန်သောကြောင့်သေဆုံးခဲ့ကြောင်းထို့ပြင်ပြည်သူပိုင်ကားတစ်စီးလည်းမိလောက်ပြားကျခဲ့ကြောင်းသိရှိရပါသည်။ ။တဝဲမြို့မြစ်တပတ်ကမ်းမှာနာတာလာယုံပေါ့ရှိရင်အိကာနေပြီးတော့လက်နက်ကြီးတွေနဲ့ဒရုန်းတွေနဲ့လမ်းပစ်တာဖားတိုက်ပွဲမှမရှိပါဘူး။ကာဒစီမိလောင်သွားတဲ့ပြည်သူလေးဦးထိခိုက်ဒဏ်ရာရတယ်။ဒဏ်ရာရတဲ့သူတွေထဲကတူကတော့ဒဏ်ရာပြင်းထန်လို့သေဆုံးတယ်လို့သိရတယ်။နေအိမ်တွေထိခိုက်တယ်လို့တော့မကြမိဘူး။လမ်းသွားလမ်းလာတွေထိရဖြစ်နိုင်နေတယ်။တိခါသေးဆုံးတာအင်းဝင်ရွာကပြည်သူတွေသိရတယ်လို့ဒေတာပြည်သူတို့ကပြောဆိုထားပါတယ်ဆက်ဆက်တဲ့နေ့ရ ဒီပရင်စာတင်ကြောင်းလေကြောင်းတိုက်ခိုက်မှုနဲ့ဆရာဆွေမှုများတက်မြောင်းလိုက်ပါဝင်စစ်ကောင်စာများအမိန့်ပေးသူလက်တွေ့လှုပ်ဆောင်သူနဲ့တရင်မှန်ဖုံကွဲသောစစ်လော်ဘီများကိုအေးအေးယူမြည်ဟုအန်ယူကြည်ကြညာစကိုင်းတိုင်းဒီပရင်စာတင်ကြောင်းလေကြောင်းတိုက်ခိုက်မှုနဲ့ဆရာဆွေမှုများတက်စစ်ကောင်စာများအမိန့်ပေးသူလက်တွေ့လှုပ်ဆောင်သူနဲ့တရင်မှန်ဖုံကွဲသောလော်ဘီများကိုအေးအေးယူမြည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာအန်ယူကြည်ကကြေညာပါတယ်အတမဆေအိုစုတူလွန်ခဲ့ ကျွန်းလွန်လျက်ရှိသောဆရာစုမှုများတွင်အ திக တာဝန်ရှိသူစကားဆောင်များအမိတ်ပေးစစ်ခိုင်သူအရာရှိများလက်တွေ့လောက်ကန်ဆောင်ရွက်သူလေရင်မှုများအကြံဖက်တပ်ဖွဲ့ဝင်များဖန်ပိုးကူညီသူအားပေးအားမြပြုသူများနှင့်တရေမှန်ကိုဖုံးခွဲလဲညာနေကြသည့်စစ်တပ်လော်ဘီများအလုံးကိုဥပဒေနဲ့ညီအပြစ်ပေးအရေးယူနိုင်ရေးအတွက်နိုင်ငံတကာတရားရုံးများနိုင်ငံအလိုက်တရားရုံးများတွင်သာမက ပြည်ရင်းတရားဥပဒေများနှင့်ပါတရားမျှတမှုဖော်ဆောင်နိုင်ရေးအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအန်ယူဂျီကကြေညာထားပါသည် ကလာတမကပါဝင်နိုင်ငံတကာတာဝန်ဤဖြင့်လဲအကြမ်းမစစ်တမ်းဤယခုကဲ့သို့ဆရာဆွေမှုများကျွလွန်နေပြီးလညာဝါဒဖြစ်နေမှုများကိုအမှန်တိုင်သိမြင်ကြပြီးအဆိုပါကျွလွန်နေမှုများရက်တန်စီရင်လက်တွေ့ကြသောအေယူဖီအားပေးဆောင်ရွက်မှုများကိုပြုလုပ်ရန်အန်ယူဂျီကတိုက်တွန်းထားပါသည်မြန်မာလိုက်ဦးဆောင်သည့်အကြမ်းမစစ်အစိုးရ၏အမိန်ပေးညွှန်ကြားချက်ဖြင့်အကြမ်းမလီတက်ကမေလာစနေရနေ့နေ့ပိုင်းစကိုင်းတိုင်းဒီပိုင်းမြို့နယ်အိုးတိန်တွင်ရရှိ စာတင်ကျောင်းကိုပုံကျဲတိုက်ခိုက်ခရာကျောင်းသူကျောင်းသား22ဦးနဲ့ဆရာမ2ဦးတို့နေရာတွင်ပင်တည်ဆုံခရာကတရားဦးကျော်သည်လည်းတင်ထန်သောတရားရရှိခဲ့ကြောင်းဦးတိန်တင်ကျေးရစာတင်ကျောင်းသည်အမျိုးသားညီညွတ်ဆရာပညာရေးဝန်ကြီးဌာနညွနယ်ပညာရေးဘုတ်အဖွဲ့၏စီမံကိုယ်ကဲမှုအောက်တွင်ဖွင့်ထားသောအထက်တန်းကျောင်းတစ်ကျောင်းဖြစ်ကြောင်းသိရှိရပါသည် မြို့သားညီညွတ်ဆွေရကဖွင့်လှစ်ထားသောစာတင်ကြောင်းများသည်စစ်ကောင်စီတပ်များ၏တိုက်ခိုက်မှုများကြောင့်ပုံမှန်ကြောင်းဖွင့်ခြင်း၊ကြောင်းတက်ခြင်းအချိန်စရာအတိုင်းတင်ကြားရခြင်းမျိုးမဟုတ်ပေ။အချိန်နေပုံမူတည်းဖွင့်လှစ်တင်ကြားနေရခြင်းဖြစ်ပြီးယခုလေကြောင်းတိုက်ခိုက်မှုဒီလေစစ်ဆောင်ရင်အတန်းနောက်ကျနေသည့်ကျောင်းသူကျောင်းသားများအတွက်ဖြည့်ဆွက်အတန်းများဖွင့်လှစ်၍စာတင်ကြားနေကြခြင်းဖြစ်ကြောင်းအန်ယူဂျီကထုတ်ပြန်ထားပါသည်။အလားတူမေလ23ရက်နေ့တွင်အစမ်းမစစ်တပ်ကရခိုင်ပြည်နယ်ရသေတောင်မြို့နယ်ထရက်ဝေကြီးရွာ ေကျောင်းမှပုံချဲခေရကလေးများမိခင်များပါဝင်ပြည်သူ၁၂ဦးသေဆုံးခဲ့ပြီး၂၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိုတူမေလ၁၂ရက်နေ့နဲ့မေလ၁၃ရက်နေ့များတွင်စကိုင်းတိုင်းမြင်းမှုမြို့နယ်ရှမ်းပြည်နယ်မန်တုံမြို့မိုင်းငေါ်မြို့နယ်နောင်ချိုမြို့မန္တလေးတိုင်းမိုးကုံးမြို့စကိုင်းတိုင်းဝလံမြို့နယ်ရွှေဘုံမြို့မှကျေးရွာနေရွာပဲခူးတိုင်းရွှေကျင်းမြို့တို့တွင်လည်းလေကြောင်းမှပုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးအရသာပြည်သူများတည်ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် 2023ခုနှစ်ဇန်နဝါရီလတရက်နေ့မှ2025ခုနှစ်မေလ12ရက်နေ့ထိအကျန်းမဲဆေဟုစုကရန်ကုန်နှင့်ပြည်တော်မှလွဲ၍ခြံတိုင်းနှင့်ပြည်နယ်73ခုတွင်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း2689ခုပြုလုပ်ခဲ့ပြီးအဆိုပါဖြစ်စဉ်များတွင်ပြည်သူ3043ဦးသေဆုံးခဲ့ရကြောင်းသိရှိရပါသည်အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့်စာတင်ကျောင်း240ကျောင်းစေယုံစေခန်း96ခုနှင့်ပါတိုင်းဆောင်အုံ435ခုပြည့်စုံဆုံးခဲ့ရကြောင်း အကြမ်းမစစ်တပ်သည်အပြစ်ခတ်ရစရေးတင်ညာချက်များကိုဟန်ပြထုတ်ပြန်ထားတော်လဲလက်တွေ့ရင်မူလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများလူအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုများကို နေစဉ်ရဆက်ကျူးလွန်သလိုကျူးလွန်လျက်ရှိနေကြောင်းသိရှိရပါသည်တို့ရရင်စကောင်စီကထိုးထိုးသောဆရာစုမှုများကိုမကျူးလွန်ရကြအောင်အကြမ်းမစစ်တပ်ချုပ်ကိုင်းထားသော နိုင်ငံပိုင်မီဒီယာများဖြစ်ကြသည့် MRTV, ် MWD တို့မှတဆင်ပြောင်းကြကြညင်ဆန်သည့်သတင်းမှများထုတ်လွှင့်၍ဖြစ်စေစစ်တပ်လော်ဘီများကိုငွေပေးအသုံးပြုပြီးသတင်းတူများပုံဖြတ်ထားသောအချက်အလက်များဖြန့်ချီခြင်းကြောင့်ဖြစ်စေဖုန်ကွင်ရန်စူးစမ်းလျက်ရှိကြောင်းသိရှိရပါသည်မြို့တိုင်းညွေဆွေရနေဖြင့်အကြမ်းမစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများရဲတပ်ရင်းနှင့်အစိုးရတိုက်ခိုက်မှုများတွင် ပြည်သူလူထု၏အသက်အိုအိမ်စီးဆင်းထိခိုက်ဆုံးရှုံးမှုနေနိုင်သမျှနေနိုင်ရေးအတွက် နီလန်ပေါင်းစုံအုံပြုကအစွမ်းကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ကကြေညာထားပါသည်။ဟုတ်ကဲ့ပါရှင်။ခေတ္တမန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲညနာပါရစေ။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရရှင်။